်မင်္ဂလာပါသားတို့သမီးတို့ရေဒီချက်ကတော့တတမာရန်သမိုင်းဘာသာရပ်ကိုသင်ကြားပေးမယ်ဒီချိန်ဖြစ်ပါတယ်ဒီနေ့ဒီချက်ပြပြပေးမယ်အကြောင်းအရာလေးကတော့မြမသမိုင်းအခန်းတေပရိသတ်ခိမြန်မာနိုင်ငံသင်္ကားစာတေဗကခိနောက်ပိုင်းပရိသတ်မြန်မာနိုင်ငံများပေါပေါက်လာခြင်းရဲ့မောရှန်းသင်္ကားစာအကြောင်းပဲဖြစ်ပါတယ် ော့တအားတို့သမီးတို့ရေပင်းရနဲ့စကိုင်းမင်းနှစ်ပါးရဲ့ပြိုင်ဆိုင်မှုဟာအထုတ်ထိတ်ကိုရောက်ရှိခဲ့တာကိုပင်းရနဲ့စကိုင်းသင်္ကန်းဆာမှာတအားတို့သမီးတို့လေးလာသိမိဖြစ်ပါတယ်အခုစာတင်ချိန်မှာတော့ပင်းရနဲ့စကိုင်းမင်းနိုင်ငံတွေဟာမော်ရှန်တွေနဲ့ဘလို့ဆက်သွယ်နေတယ်ဆိုတာကိုတအားတို့သမီးတို့သင်ယူရမှာဖြစ်ပါတယ်အဲ့တော့မော်ရှန်အကြောင်းအရလို့ကျွန်တော်လေ့လာကြည့်အောင်ပင်းရနဲ့စကိုင်းမင်းတွေအုတ်ချုပ်နေစင်မှာ စမတော့မြန်မာနိုင်ငံရဲ့မြောက်ဘက်တလောအမှာရှမ်းပြည်တတိယအင်အားကြီးထွားလာတယ်။သူတို့ကိုမော်ရှမ်းလို့ခေါ်ပြီးတော့မြန်မာတွေကရှမ်းကြီးလို့ခေါ်ပါတယ်။မော်ရှမ်းနေရာအင်အားတောင်းနေခဲ့ပြီးတော့ယခုနန်းခမ်းဒီမှာမြို့တော်တည်ပြီးတော့နေထိုင်ခဲ့တယ်။မော်ရှမ်းနေရာပေးရမင်းရဲ့စကိုင်းကိုတိုက်ခိတ်ဖို့အတွက်ဖိတ်ခေါ်ချက်ကိုလက်ခံပြီးတော့မြေပြောင်းအောင်ဆင်းလာခဲ့တယ်။ဒါပေမဲ့မော်ရှမ်းနေရာစကိုင်းကိုတိုက်တဲ့အခါမှာတော့ ေးရမရဲ့စစ်တီတော်တွေဟာမော်ရှန်တွေကိုမကူညီပဲနေခဲ့ကြတယ်။အဲ့ဒီလိုပေးရမရဲ့တစ္ဆာပေါက်ချင်းကိုမခံမနိုင်ဖြစ်ပြီးတော့အယောင်မြစ်ကိုဖြတ်ပြီးတော့ပေးရကိုလာပြီးတော့တိုက်ခိုက်ခဲ့ကြတယ်။မော်ရှန်နေရပေးရကိုအောင်းနိုင်ပေမဲ့လည်းပြန်လဲပြီးတော့ဆုတ်ခါသွားခဲ့ပါတယ်။ဒါတို့သမီးတို့ရေဒီပုံလေးကတော့နန်းခမ်းမြို့ပြမြေပုံဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီစာဟလာဒီသင်ခန်းစာလေးကိုသင်ကြားပြီးပြီဆိုတော့အဓိကချက်တွေကိုကျွန်တော်ပြန်ပြီးလေ့လာကြည့်ရအောင် ေးရတဲ့သခိုင်းမင်းတွေအုပ်ချုပ်နေစမှာဆရာမတို့မြောက်ဘက်တလောမှာရှမ်းပြည်တည်အင်အားကြီးထွားလာတယ်။မောရှားနေရတော့ယခုနန်းခမ်းနီမှာမြို့တော်တည်ပြီးတော့နေထိုင်ခဲ့ကြတယ်။ပေးရမင်းရဲ့တစ္ဆာဖောက်ချေကိုမခမ်းမြက်နဲ့ဖြိပ်ပြီးတော့မောရှားနေရပေးရကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ကဲဒီနေ့တော့တစ်ချက်ပြပပေးတဲ့အကြောင်းအရာလေးကတော့အခန်းတ၄ပြည်သည်ခေမြန်မာနိုင်ငံသင်္ကန်းစာတ၄ပကန်ခေနောက်ပိုင်းပြည်သည်မင်းနိုင်ငံများပေါ်ပေါက်လာခြင်းမှာပါဝင်တဲ့မောရှားကြောင်ဝင်ဖြစ်ပါတယ်။ တတို့သမီးတို့လည်းဒီသင်္ကန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့ဒီချက်မှတ်လွင်ပါတယ်နောက်သင်္ကန်းစာမှာဒီချက်တို့ပြန်လည်ပြီးတော့တွေ့ကြမယ်နော်ဘိုင်ဘိုင်